ဈေးတွင်တော့မှာဗျာကျွန်တော်3 byte စစ်ကိုလုံးဝမစင်မိတ်ဆွေတို့စဉ်းစားကြည့်နော်ကျွန်တော်ပြပြမယ်ကျွန်တော်တို့ဒီကောင်ကလည်း350ကျော်ဒီကောင်ကလည်း350ကျော်နဲ့ရအောင်ပါပါခင်ဗျာကျွန်တော်တို့350ကျော်ရတာမှန်တော့မှကျွန်တော်3 byte စစ်ကိုကျွန်တော်မစင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ air quote တကောင်ကိုကျွန်တော်တို့က6နာရီရတာမှန်တယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီတွေဟုတ်စင်မှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ inverter က6 kW ပဲဖြတ်သွားတယ်ကျွန်တော်တို့ battery ကတော့ဒါ50 watt 100A ပါခင်ဗျာ ဒီကောင်ကကျွန်တော်တို့ air one တကောင်၄နိုင်ရတယ်ဒါပေမဲ့ကျွန်တော်တို့ battery နောက်ထပ်ထပ်တိုးမယ်ဆိုရင်တိုးလို့ရတဲ့အတွဲပဲဖြစ်ပါတယ်ခင်ဗျဒီတွဲလေးကတော့ကျွန်တော်ထပ်တိုးပြီးအသုံးပြုချင်ရင်ကျွန်တော်တို့က battery on inverter ကိုကျွန်တော်လဲရတာပေါ့နော်အဲ့ဒီအပြင်ကိုမှကျွန်တော်တို့ဒီ solar တွေ battery တွေ inverter တွေကိုကျွန်တော်တို့တိုးသုံးလို့အမရဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဆိုရင်ဒီ inverter နဲ့ battery ကိုကျွန်တော်ဆင်သင့်တယ်လို့ထင်တယ်ကျွန်တော်မိတ်ဆွေတွေလည်းကျွန်တော်နဲ့အကြံတူတယ်ဆိုရင်ဒီ inverter battery လေးကိုကျွန်တော်တို့ဝယ်ယူလိုက်ကြပါစို့ အခုလိုကျွန်တော်တို့ပုပွင့်လင်းလင်းနဲ့ကျွန်တော်တို့အကြံဉာဏ်လေးတွေလိုချင်နေဆိုရင်ကျွန်တော်တို့ပါဝတ်လက်ထရောနစ်ကိုလာရောက်ဝယ်ယူအပိပိုဖိတ်ခေါ်ပါတယ်ခင်ဗျ။